မင်္ဂလာပါရှင်။အောင်ပါလီဝတ္ထုလေးရဲ့အပိုင်းကနေတူပြန်လည်ကြိုဆိုလိုက်ပါရရှင်။ခေဒီအဝေးပြေးကားလမ်းမပေါ်ပါတဲ့ကအောင်ပါလီကိုစာပြီးတင်းတင်းမိမှုစိတ်ကူထားသည်။ကားပေါ်မှာဘေးချင်းရှင်ထိုင်ရင်အိမ်ငှက်ချင်အောင်ဆောင်ပြီးအောင်ပါလီရဲ့ပခုံးပေါ်မှာခေါင်းမိထားလိုက်မိမှုစဉ်းစားသည်။အချိန်နေပြီးရင်လည်းရှင်ငွေနဲ့ဝင်လိုက်တော့တာပေါ့။တကယ်တမ်းကျတော့အောင်ပါလီကအရင်ဦးသွားသည်။ ကားဆွထပ်လို့မကြမီမှာပင်အောင်ပါလေအိပ်ပျော်သွားသည် လမ်းမှာစားဖို့တောက်ဖို့ခဏနားတဲ့အချိန်ကြမှာထသည် စားစရာတွေတဝါတပြဲစားတော့သည်ကားထွက်ပြန်တော့အိပ်ပြန်သည်ပက်လက်အိပ်လိုက်ညာဘက်ဆောင်းလိုက်ဘဲဘက်ဆောင်းလိုက်နဲ့နောက်ဆုံးတော့ခေးကြီးလမ်းမောင်းပေါ်ခေါင်းဆိုင်ပြီး ခွေခွေလေးအိပ်ပျော်နေတော့သည် ခေးကလမ်းမောင်းကိုအသားမြောက်ပြီးရှင်ငွေနဲ့ဆွဲသွင်းထားလိုက်ရကောင်းမလားတွေးမိသေးသည်တိတ်ထူးမယ်မထင် အောင်မလီကအိမ်မောကြနေသဖြင့်ဘာဖြစ်နေမှန်းတောင်သိမှာမဟုတ်ထို့ကြောင့်ရင်းနေအောင်ဟုတေးထားလိုက်၏မော်လမြန်ရောက်တော့တဲခိုကန်တစ်ခုမှတဲသည်ခီးပန်းနေလို့တရနာပြီးမြရွာကိုသွားမိဟုဆိုသည်ပြီးတော့မလီကိုမော်လမြန်တဝိုက်လက်ပတ်ဆရာတွေလည်းလိုက်ပြအောင်မယ်ဟူ၍လည်းចောင်းပြသည်တဲခိုကန်မှခေကနှစ်ယောက်ခန်းယူလိုက်တော့ဘာဖြစ်လို့လဲ ခုအောင်မလေးကမေးသည်တယောက်ခန့်နှခန့်ယူရင်ပတ်စံပုတ်ကုန်တယ်နှစ်ယောက်ခန့်တစ်ခါတည်းယူလိုက်တော့တက်တာသွားတော့ပေါ့ဘာလဲမင်းကကြောက်လို့လားဟုတ်ကဲ့အမေသူကများဒီကကြောက်ဖို့လဲထားစမ်းမအောင်ဟုတ်ခေကပြုံပြုံဆဆလှုပ်၍မျက်စောင်းထွင်ရင်ပြောသည်အောင်မလေးကကျွန်တော်ကတမျိုးတရွာမှာတယောက်ထဲတော့မအေးရဘူးတရေကြောက်လို့ ခေကရဲလိုက်ပြီးအေးပေါ့မောင်လေးကကြောက်နေမှာဆိုလို့နှစ်ယောက်ခန်းကိုတမင်ယူလိုက်တာလဲပါတာပေါ့ခုဆိုအဆင်ပြေသွားရင်မဟုတ်လားသူ့ရရင်အခန်းထဲရောက်လို့နှစ်ယောက်အိတ်ကရင်ကြီးကိုလည်းမြင်ရောအောင်မလေးမျက်လုံးပြူသွားပြီးဟင်ဒီပေါ်မှာတူတူအိတ်ရမှာလားအင်းလေမင်းမတရေကြောက်လို့တယောက်ထက်မရေဘူးဆို ကျွန်တော်ကကရင်တလုံးစီမှတ်နေတာဒါမျိုးကြီးကြတော့အမေဖြစ်ရပြန်ပြီ ပြောရင် အောင်မလေးလမ်းမောင်းကိုထုလိုက်သည်မဖြစ်ဘူးထင်တယ်ကျွန်တော်ကအဲ့အချမ်းနဲ့ခြေထောက်နဲ့ကမ်းမရင်ငရဲကြီးနေနိုင်မယ်ပြီးတော့ဘာဖြစ်လဲပြီးတော့ကျွန်တော်ကခွကျင်ခွမိမှာအိမ်မဆူခွားကောင်းအောင်နဲ့အိမ်နေကြဆိုတော့ရပါတယ်တတိထအိပ်ပေါ့ခွမိတော့လဲဘာဖြစ်လဲမမပွေးမိပါဘူးကဲရေသွားချိုးလိုက်အောင်မယ်အောင်မလေးဘာမှပြန်ပြောနိုင်ခင်မှာအခန်းထဲကထွက်လာခဲ့သည် အမလီကခေါင်းကုပ်ရင်ကျန်ခဲ့သည်ရေချိုးပြီးတော့လဲအမလီအခန်းထဲရှိနေတော့မှပင်ခရီးကအဝင်စားလဲသည် မမအင်းကြီးဝဲမလို့မင်းဟိုဘက်လှဲ့နေပြောတော့အမလီကတစ်ဖက်ကိုလှဲ့နေလိုက်သည်ခရီးကရင်ရှားထားသောထမင်ကိုအောက်သို့လျှော့ချလိုက်သည်ထို့နောက်အမလီကိုတစ်ချက်ဆောင်းခဲ့ကြည့်သည်အမလီသည်တကယ်ကိုတစ်ဖက်ကိုလုံးဝလှဲ့နေသည်နည်းနည်းလေးမှမလုပ်မျက်စိတောင်မိထားသေးသလားမသိဘူး ခင်ကအတမထအောင်ရရင်ဘရာဇီယာရဲ့လက်ရှုပ်လိုက်ပြီးမောင်လေးရေဘရာဇီယာချိတ်တက်ပေးစမ်းမှာလက်နောက်ပြန်ကြည့်ဖြစ်နေတော့တက်ရခတ်နေတယ်ဟုပြောလိုက်သည်အာမလီအနားကိုရှောက်လာကြောင်းသိသည် နောက်ဘက်မှလာရဲ့ဤဘရာဇီယာချိတ်ကိုချိတ်ပေးသည် တချို့လူတွေကိုလက်တုံပြီးအလွဲလွဲချော်ချော်ဖြစ်တာမျိုးမရှိတခါတည်းချိတ်လိုက်တာတန်ငနေပဲခေကဘရာဇီယာကို အသားကြအောင် ဟိုဘက်ဒီဘက်ဆွဲဆန့်လိုက်ပြီးနောက်အာမာလီနဲ့မျက်နှာချင်းဆိုင်လိုက်သည်အာမာလီကခေါင်းငုံထားရမှမျက်လုံးတစ်ချက်လှမ်းကြည့်သည်ထို့နောက်ရှက်အင်းကြီးကိုချွတ်သည်အတွင်းကဆွတ်ကြိမ်အင်းကြီးကိုပါခတ်တုတ်တုတ်ဆွဲချွတ်လိုက်ပြီးကျွန်တော်ရေးသွားချိုးလိုက်အောင်မယ်ဟုပြောပြီးအခန်းထဲကထွက်သွားသည်ထားလိုက်ပါအောင်လေညကြမှာပဲပေါ့ဦးခေကမှတ်ထားလိုက်ပြန်သည်ဘလို့လဲနေလေကမမနဲ့ရှောက်လေရတာပြောရဲ့လား ဟုတ်ခရေကမေးသည်ပျော်ရာဘောမမရဲ့တခုရှိသေးတယ်ကျွန်တော်ကြိုက်ခင်မီရဲ့လက်ဖျားကိုတွားကျင်တယ်ပင်လယ်ကိုမမြင်ဘူးသေးဘူးတွားရမှာပေါ့လက်ဖြံမနဲ့ကြတော့ကြိုက်ခင်မီကိုအရင်ဝင်ပြီးပြီးမှရောက်တခါတည်းတန်းသွားမှလေဒါဆိုကောင်းတာပေါ့ဒါနဲ့မောင်လေးကိုပြောစရာတခုရှိတယ်ခရေကခဏဆိုင်ပြီးမှဆက်ပြောသည် ရွာကိုသွားတဲ့အခါဒဇင်းယောက်ျားလေးတယောက်ကိုအဖေါ်ခေါ်လာရဲဆိုရင်တမျိုးထင်နေကြနိုင်မယ်။မောင်နှမတော်ရယ်လို့ပြောရမှာပေါ့။အိုးမဟုတ်တာ။ရွာကအမျိုးတွေကအကုန်တီးပြီးသားဥစ္စာ။ဘယ်ကမောင်တယောက်ကောက်ရလာတယ်လဲမေးကြမှာပေါ့။ဒါဆိုရင်ဘလို့ပြောရမှာလဲ။ဟိုရင်းလေမင်းနဲ့မမနဲ့လက်ထပ်ထားကြတာလို့။ဗျာ။ဟုတ်တယ်။လင်မယားဆုံမယုံမှာပေါ့။ ပြီးတော့ယောက်ျားပါလာတယ်ဆိုတော့အနိုင်မကျင့်ရကြတော့ဘူးပေါ့ဒါကြောင့်လင်မယားဟန်ဆောင်မှုကြွတင်လေးကျင့်ရအောင်တခန်းနဲ့အတူအိပ်ဖို့စီစဉ်တဲလိုက်ရတာပဲဟာကျွန်တော်အဲ့ဒါမျိုးဟန်မဆောင်တတ်ဘူးဒါဆိုလည်းဟန်ဆောင်နေစရာမလိုအောင်နေလိုက်ပေါ့ကွယ်ခေကမျက်လုံးကိုမေးရင်ပြုံးပြီးကြည့်လိုက်သည်ကဲမမတော့ပင်မနေပြီဟုတ်ပြောပြီးခရင်မော်တက်လှဲလိုက်သည် မျက်စိကိုမှိတ်ပြီးမိန်နေသည်ခေက ညာအိတ်ကောင်းဝင်ရှိကြီးကိုဝှက်ထားသည်ကောင်းဝင်ရှိဆိုတော့လဲအောက်ဘက်ကဒူးဖုံးယုံလောက်သာရှိ၏အင်းကြီးကလက်ပြတ်ဖြစ်ပြီးကျိုးတစ်ချောင်းနဲ့သာတိုင်းထားသဖြင့်လက်မောင်းသားအပြင် ပခုံးရင်ထိပေါ်နေသည် အတွင်းထဲကလည်းဘာမှခံဝှက်ထားခြင်းမရှိအမလေးကကတင်မော်တင်ပါလဲဝင်ထိုင်လိုက်ဟန်တူသည်ကရင်ငင်းနဲ့လှုပ်သွားသည်ထို့နောက် အမလေးလှူရှားတံများကိုကြားနေရသည်နောက်တစ်ချိန်ညင်ကနေလှုပ်သွားပြီးနောက်ငိမ့်သက်သွား၏ခေမျက်စိကိုအသာလေးမေးပြီးကြည့်လိုက်တော့အမလေးသည်ကျမ်းမြင်ပေါ်မှဆောင်းကိုခင်းပြီးလှဲ့အိတ်နေသည်ဟဲဘာဖြစ်လို့အောက်မှာဆင်းအိတ်ရတာလဲတမန်တလင်းပေါ်မှာအေးမိနေနေမယ်လာလာအပေါ်မှာတက်အိတ်ချီခေကလမ်းခေါ်သည်ဒီပါစီမမဒီမှာပဲအိတ်မယ်ကျွန်တော်က ခွကျင်လဲခွလို့ရတယ်လို့ပြောပြီးပြီပဲကွယ်မဟုတ်ဘူးမမရဲ့ကျွန်တော်ကညအိုက်ရင်နဲ့ဤပောက်တတ်တယ်ငငယ်ကဆိုရင်အမေကချင်းနာအပြင်ကိုခေါင်းထုတ်ပြီးအိတ်ရတယ်လို့ပြောတယ်ဒါကြောင့်ခရီးတပင်းချလိုက်သည်တော်တော်မလွယ်တဲ့ကောင်လေးပဲနင်းနဲ့ပူချမ်းနဲ့နီးပြူဟာကိုတုံးရအောင်မေးအချိန်ဆွဲနေလို့မဖြစ်တော့ဟိုကောင်ကတော်တော်အိမ်မတ်တာကားပေါ်မှာတော့သုံးနေအောင်အိတ်တတ်တော့ဒီနေရာမှာဆိုခေါင်းချလိုက်တာနဲ့ပျော်သွားနိုင်တယ် ထုတ်ကြခေကရုတ်တရက်တစက်စက်တောင်းလို့ပြီးအဟင်းဟင်းကြီးပြလိုက်သည်အမလီကောင်းထောင်ကြည့်ပြီးမမဘာဖြစ်လို့လဲချမ်းနဲ့ချမ်းနဲ့တိတ်ချမ်းနဲ့ဟာဗျာဒီလောက်အိတ်ဆက်ဆက်ဖြစ်နေတဲ့ဟာမနောက်ပါနဲ့မဟုတ်ဘူးတကယ်ချမ်းတာမိရဲ့ချမ်းထတာထင်နေအမလီငေါကနေထထိုင်လိုက်ဤသူငငယ်ကအမေမိရဲ့ချမ်းထခဲ့တာကိုတတိယသည်ဟိုရောင်းကကတင်အောက်မှာမီးဖို့ထည့်ပြီးရက်ခတ်ပေးလို့ အမေမီးခုံးမွန်တွေမှွန်ခဲ့သေးတာအခုတော့မီးဖို့လည်းမရှိစီတော့ဝယ်ပေးရမလားအမေအဲ့လိုဖြစ်တော့ကတော့ဆီယာမောင်စင်းနီမွန်နဲ့ကိုရပြုတ်ရီတောက်လိုက်ရင်ကောင်းတော့တာပဲဟင်းအင်းစီတော့လို့လည်းရမှာမဟုတ်ဘူးအောင်မလေးထပြီးအောင်မခင်တာတော့ဆောင်ကိုယူသည် ခေကိုခြုံပေးသည်ချင်းမှာခောက်ရက်သားရှိနေသောချောင်းကိုပါ ထထုံပေးလိုက်သည်ခေကတဟင်းကြီးနေရကတိတ်ချမ်းတာပဲကြောရဲကနေစိမ့်စိမ့်ပြီးချမ်းတာမမကိုကြောချင်းကတ်ထားပေးပါလားဒါမျိုးတော့အောင်မလီကတုံဆိုင်မနေပဲခေဘေးမှာဝင်လဲပြီးကြောချင်းကတ်ထားပေးလိုက်သည် ခေမှာခုလိုပူလိုက်တဲ့ရာသီကြီးမှာဆောင်းနှစ်ထပ်ခြုံထားရတဲ့ဖြင့်ချွေးစည်းတွေပြန်လာပြီးအတော်နီယာခတ်နေသည်အသက်ရှူကြက်ချင်တလို့ရံဖြစ်လာ၏အရေးထဲမှာ ယုတ်တိရှိအောင်ကိုကိုတုံပြီးချမ်းမြေအောင်ဆောင်နေရသည်သည်။ပါဇက်ကလည်းတောင်းဝင်ရတဟင်းဟင်းကြီးပြနေရသည်။တတရဲလာရင်ဟူအောင်မလေးကမေးသည်။ဟင်းအင်းပူတော်ချမ်းသာသေးတယ်။အဲ့ဒါအဲ့ဒါမမကိုဖတ်ထားပေးပါလားရင်မဆူဆလောက်လေးကသာတုံဆိုင်နေပြီးနောက်အောင်မလေးကခေဘတ်သို့လှည့်ပြီးဖတ်ထားလိုက်သည်။ခေအတွေ့အကြုံအရာ ဒီလိုအခြေအနေမျိုးမှာယောက်ျားတွေဖြစ်တတ်တာနှမျိုးရှိသည်တမျိုးကလက်ဖျားတွေရေခဲခိုင်တာတကယ်တို့အေးဆက်နိုင်ခြင်းဖြစ်သည်နောက်တမျိုးကတော့လက်ဘွားတွေအခုံးငွေထွက်လာတယ်လို့ပူလောင်နေတတ်သည်အောင်မာလီကတော့ဒါမျိုးမဟုတ်ဘာထူးခြားမှုမှမရှိသူ့လက်တွေကပုံမှန်အတိုင်းနွေ့နွေ့ထွေးထွေးပင်ဖြစ်နေသည်တော်တော်ရိုးသားတဲ့ကောင်လေးပဲတို့ရရင်ကြားတကောင်ဖို့တမင်လေးတနာပါတယ်ဆိုပြီးအလုပ်ပင်းယုံထုံးစံမရှိထို့ကြောင့် အာမလေးလက်ပေါ်တို့သူ့လက်ဖြင့်အုပ်လိုက်ပြီးအောက်ဘက်ခယွန်းစီနေရာရှိပေးလိုက်သည်အာမလေးလက်ဘွားတွေပူလာသည်ဟုထင်ရသည်အမမမခေးကိုကအိဆက်သွားခြင်းဖြစ်သည်ထို့နောက်အာမလေးလက်များအိဆက်သွားပြန်သည် တကယ်တော့အာမလေးကဘာမှမဖြစ်ခေးခန္ဓာကိုယ်ကသာအေးလိုက်ပူလိုက်ဖြစ်နေရာ ချိုခိုက်တွင်ကြောကဲကစိတ်ငနေဖြစ်သွားသည် သူထိမ့်လိုက်တော်လို့သွားသည်ထို့နောက်ခိုက်ခိုက်တောင်းချမ်းလာသည် ကိုအပူချိန်ကလည်းအိဆက်နေရာမှတရှိန်တို့စောင့်တက်လာသည် ခုမှပင်တကယ်အဖျားတက်လာခြင်းဖြစ်တော်သည်သူသဘောပေါက်လိုက်ပြီးဟိုရင်နေဆက်ပတ်သွားတော့ကဆွဲကတ်လာခဲ့သောငှက်ဖျားယောဂါသည်နှဲ့တန်ကြောင်ငုံနေရာမှထူးဆန်းစွာပြန်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟန်ဆောင်တာမဟုတ်တော့ပဲအမှန်တကယ်ချမ်းလာခြင်းဖြစ်သည် သူ့ကိုမှစောစောကားထပ်ပို့ပြီးတဇက်ဇက်တုံနေသည်အောင်မလေးကစိုးရင်တော်လေးတန်ဖြင့်မမဘာမှမတက်တာဟုလားဟုပြောပြီးပို့ပြီးတင်းကျပ်စွာဖတ်ထားလိုက်သည်ထေကတော့ဘာကုံမှဂယုမထားနိုင်တော့ကြောတဲ့ကပို့ပြီးချမ်းလာရင်တွေကပို့ပြီးပူလာခေါင်းထဲကပို့ပြီးထိုးလာရကအိပ်ပျော်တယ်လို့တတိလိမင်မျောတယ်လို့ဖြစ်သွားသည်မီးတောင်မီးလျံတွေကတကူလုံးကိုဝါမြုံနေသည် တခါမှမမြင်မှုသောလူစိမ်းတွေကလက်ညှိုးနေဝိုင်းထိုးရင် မမယုတ်ဟုအော်ဟစ်လောင်ပြောင်နေကြသည်သူ့ကောင်းကိုအေးဆက်နေသော လက်ကြီးတွေက လာဆွဲနေကြသည်အိမ်မက်လုံလုံတကယ်လုံလုံခရံကနန်းတွေမြင်နေသည်သူမိမောနေရာမှာတတိပြန်လည်လာသောအခါနှစ်ဖူးပေါ်ကိုရေစိုးအဝိစတစ်ခုတင်မေးထားကြောင်သိရသည်ခေါင်းကိုဘယ်ဘက်ဆောင်ပြီးမျက်လုံးဖွင့်ကြည့်သည် အမလီသည်ကျမ်းမြေပေါ်မှာထိုင်ရင်း ကတင်းကိုခေါင်းမိလည်းရဲ့အိပ်ပျော်နေသည်ခေးကရင်ငတ်တဖြင့်ထထိုင်မှုစူးစားသည်မိယာပဲခေါင်းပေါ်ပြန်လဲချလိုက်ရသည်ထူလုံရှောင်းမှုကြောင့်အောင်ပါလီနိုးလာသည်ပြပြတလဲထရရလိုက်ပြီမမတတိယလာပြီလားခေးကခေါင်းလောက်ရုံညိပြသည် အရှိတော်နွားနော်လေးတောက်လိုက်ပါလားကျွန်တော်ဝယ်ထားတယ်ရှီရှီပဲတောက်ချင်တယ်အောင်ပါလီကရေတခွက်သွားခတ်သည် ခီကိုအပွေထူလိုက်ပြီးရေတိုက်သည်ဒီလောက်အင်းများတဲ့ရေမျိုးတခါမှမတောက်ဖို့ဘူးဟုခီစိတ်ထဲမှာထင်မိသည်မနက်ကျရင်တော့စီကန်းသွားပြမှဖြစ်မယ်အဖျားကရှိနေသေးတယ်အာမလေးကပြောပြီးခီနှဖူးကိုစမ်းကြည့်သည်ခီကအာမလေးလက်ကိုဆုပ်ကင်ထိုင်းရင်မမိတ်မတုံငေးဆိုင်ကြည့်နေသည်သူမျက်ရည်ဝဲလာသည်ငိုကျင်စိတ်ပျောက်ဆုံးနေခဲ့သောနှစ်ပေါင်းအတော်ကြာခဲ့ပြီ။ သုံးရက်မြောက်နေ့မှာခင်ရအဖျားကျပြီးထူးထူးထောင်ထောင်ဖြစ်လာသည်ထိုရက်များအတွင်းအောင်မလီကဂယုတဆိုင်ပြုစုသည်အဖျားတက်ပြီးချမ်းတုံလာလျင်ကြောချင်းကပ်ပေသည်ဖတ်ထားပေသည်ညညာကြိုက်ခဲနေလျင်နှိပ်ပေသည် ရေပတ်တိုက်ပေသည်စီကန်းကိုတွဲပြီးလိုက်ပို့သည်စံပြုတ်မြူဆန်ကွေကာအုပ်တို့ကိုဇွန်းနှစ်ကိုယ်တိုင်ခုန်ပေသည်ခင်ရသည်တခါမှဒီလိုမျိုးဂယုဆိုင်တာမခံရဘူးကဲ့ အာမလီသူ့ကိုဖတ်ထားသောအခါနွေ့နွေ့ဖြစ်ဖြစ်ဖြစ်ပြီးနေသားထိုင်သာရှိသွားရသည်။ဖောက်လဲဖောက်ပြန်စဉ်မျိုးပေါ်မလာပဲဂျင်နူးတာယာမှုကိုခံစားရတာထူးဆန်းလာသည်။အာမလီ၏အတွေ့အထိများကပဂတိယောသားဖြူစင်နေကြောင်းတန်ရှင်းနေကြောင်းသိလာရသည်။အာမလီသာငမောင်လေးအရင်ဖြစ်ဘလောက်ကောင်းလိုက်မလဲဆိုတော့စိတ်ဆန္ဒလည်းဖြစ်ပေါ်လာမိသည်။ထို့ကြောင့်ရန်ကုန်ကိုအမြန်ဆုံးပြန်မှုဆုံးဖြတ်လိုက်သည်။ ဒါကိုဝင်းအောင်မလေးကသောတကတက်နေသေးသည်ဒီချိန်ရောက်လာပြီးမှတော့ရွာကိုရအောင်သွားတင်တာပေါ့မမလည်းငွေလိုနေတာပဲဟာတရက်နှစ်ရက်ထက်နာလိုက်ရင်အားရှိလာမှာပါကျွန်တော်မမရဲ့ယောက်ျားအနေနဲ့လည်းဟန်ဆောင်ပေးပါမယ်ခရီးကခေါင်းတွင်တွင်ခါပြီးရန်ကုန်ကိုသာပြန်ခေါ်လာခဲ့သည်အောင်မလေးကိုမြင်တော့ဒေါ်စောလိုက်ကအံ့အားသင့်နေရမှပြိဖက်ပြီးငိုတော့သည်တားရဲ့အမေကမင်းကိုဆုံးရှုံးလိုက်ရပြီလို့ထင်တာ အောင်မာလီက KAE အမွေကိစ္စအတွက်အဖော်လိုက်သားကြောင့်ပြောပြသည် လူကြီးတွေကိုဘာဖြစ်လို့ပြောမသွားရသလဲဘာညာမင်းမင်းနေတော့မင်းရင်လဲပြောသွားရင်အမေတို့ကတောင်းမှပေါ်ဟူ၍သာအမှန်တိုင်းအကြောင်းပြမှသေးကြသည်တခုပဲရှိ K နဲ့အောင်မာလီတို့ဘာတွေပဲအဆင့်တီဖြစ်ခဲ့ကြသလဲဆိုတော့ကိစ္စပင်ဖြစ်သည်ဒေါ်စောလိုက်နေနေတော့မေးလို့မကောင်းတခုခုဖြစ်ခဲ့လျင်အောင်မာလီကညာနေမှာမဟုတ် တက်တက်ကြီးပြောချလိုက်လေနားမခံတာဖြစ်ရလိမ့်မည်။ထို့ကြောင့်ဦးဝေရကိုနှစ်ယောက်ချင်းကြိတ်ပြီးမေးခိုင်းရသည်။အောင်မလီကလည်းဖြစ်ပြပုံတွေကိုမကွယ်မဟက်ပဲအရင်တိုင်းပြောပြသည်။ခင်းနှစ်လုံးဝအညီအဆုံးမရှိကြောင်းသိရတော့မှပဲဦးဝေရနဲ့တော်စောလိုက်လို့စိတ်အေးသွားကြရ၏။ခေကလည်းသူ့အိမ်ရှင်မိမကြီးကိုစကြောင်းပြန်ပြောပြသည်။အစတော့ကတော့အောင်မလီကိုအညွတ်ကျောင်းကြက်စီမလို့ပဲ။ အောင်မလေးရဲ့ထထူးခြားခြားရိုးသားပြုစင်မှုကိုမြင်ရတော့မကျုံလုံရတော့ပဲဖြစ်သွားပုံကိုဖွင့်ဟဝင်ခံသည်နောက်တစ်ချက်ကတော့ခေဤစိတ်ထဲမှာဖြစ်နေသောအဆွဲအလန်းမင်ဖြစ်သည်တဲခိုကမ်းမာရုံကသူရုတ်တရက်ထူးဆန်းစွာအဖျားထက်လာခဲ့ခြင်းမှာသူရုတ်တာယုံမဟုတ်နိုင်သူဤမကောင်းကြံစီမှုအပေါ်အောင်မလေးရဲ့ကိုးစားနှက်ကဓာတ်ခတ်လိုက်ခြင်းဖြစ်သည်ဟုယုံကြည်နေမိသည်ထို့ကြောင့် သူကြီးကျယ်နောင်နှရသွားပြီးအောင်မလေးကိုနောက်ထပ်မနှောက်ရှက်တော့ကြောင်းဂတိပေးသည်အိမ်ငန်းကိုလည်းပြန်အပ်ပြီးရပြန်တော့မည်ဟုအတည်ပေးသည်တောခါနီတော့အောင်မလေးတို့အိမ်ကိုသွားပြီးနှုတ်ဆက်သည်ဦးငွေရနေတော့ဆော့လိုက်တို့ကိုထိုင်ကြော့သည်ကျမကိုခွင့်လွတ်ပါ ဆိုသောစကားတစ်ခွန်းသာပြောသည်အရှင်မမကြီးကတဆင့်အကြောင်းဆောင်တည်ထားခဲ့သောဒေါ်စောလိုင်းကလည်းအေးကွယ်တော်တော်ပြောခဲ့မိတဲ့စကားအတွက်လည်းခွင့်လွတ်ပါ ဟုတုံ့ပြန်စကားဆိုသည်အမလေးကတော့မမတယောက်တည်းပစ္စည်းတွေနဲ့မနိုင်မနှင်းဖြစ်နေဦးမယ်ကားကင်ကိုကျွန်တော်လိုက်ပို့ပေးမယ်ဟုပြောနေသေးသည်ရပါရယ်ကွယ်ကိုဟန်စော်တက္ကစီနဲ့လာခေါ်ပါလိမ့်မယ်ထို့နောက်ခေကဥငွေရနေတော်စောလိုင်းတို့ဘတ်တို့လဲ၍ကျမကိုတခုတော့ခွင့်ပြုပါဟုပြောပြီးအမလေးစီလျှောက်သွားသည်အမလေးလမ်းမကိုဆုပ်ကိုင်ရင် တတွေကြီးဆိုင်ကြည့်နေသည်ပြီးတော့အောင်မလေး၏နှဖူးကိုဖွဖွာလေးလမ်းလိုက်သည်မမသွားတော့မယ်ဟုပြောပြီးလှည့်ထွက်သွားသည် အောင်မလေးသည်နှဖူးကိုအသာအရာပုံရင်းကြံခဲ့သည်သူ့စိတ်ထဲမှာတော့ငိုခြင်းတလူလိုရဲခြင်းတလူလိုဖြစ်နေလေသည်